ပြည်သူလူထုရဲ့ဩဇာကိုမလွန်မိုးဘဲနဲ့တူဦးတယောက်ရဲ့ဩဇာလွန်မိုးတာဟာဒီမိုကရေစီမဟုတ်ဘူးလို့ဒေါန်ဆန်းစုကြည်ကပြောကြလိုက်ပါတယ်။ဥအောင်ကြီးရဲ့သတင်းမှာရှင်းစားလိုက်ပါတယ်။မေလ29ရက်နေ့ကဩဒရသီရီမျိုးနယ်မှာ2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ပုံမှန်436ကိုပြင်ဆင်ဖို့အတွက်ဩဒရသီရီမျိုးနယ်မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ရုံးမှာဒေါ်ဆန်းစုကြည်ကိုယ်တိုင်လက်မှတ်ရေးထိုးခဲ့ပါတယ်။ဒီမိုကရေစီဆိုတာပြည်သူလူထုရဲ့အုတ်ချုံမှုပြည်သူလူထုရဲ့ဩဇာလွှမ်းမိုးမှုဆိုတဲ့စနစ်ဖြစ်တယ်။ အဲ့ဒီဟာကိုပြည်သူလူထုရဲ့ဩဇာကိုလွှမ်းမိုးဝင်တယ်ပုဂ္ဂိုလ်တဦးတယောက်ရဲ့ဩဇာပဲလွှမ်းမိုးတယ်ဆိုရင်ဘယ်လို့မှဒီမိုကရေစီနီးမကျနိုင်ပါဘူးဆိုတာကျွန်မပြောချင်ပါတယ်ကိုတူတောင်းနဲ့မဆိုင်ပါဘူးအခုလက်ရှိကာကွယ်ရေးဦးစီးချုပ်နဲ့လည်းမဆိုင်ဘူးနောက်တက်မဲ့ကာကွယ်ရေးဦးစီးချုပ်နဲ့လည်းမဆိုင်ဘူးဒါမူဝါဒသဘောတရားကိုကျမတို့ပြောတာပါလူကဘယ်လိုပဲဖြစ်သွားပါစေမူဝါဒမှားမှား ကျမတို့နိုင်ငံဟာအခြေခံမှာထိုင်နိုင်မှာဖြစ်ပါတယ်။ဒီတော့ဒီမိုကရေစီကိုလုံနေပါတယ်လို့ပြောပြီးတော့ပြည်သူလူထုရဲ့ဆန္ဒဟာတကယ်နိုင်ငံရဲ့အခြေခံဖြစ်တဲ့ဥပဒေပေါ်မှာဒါမှမလွှမ်းမိုးနိုင်ဘူးဆိုလို့ရှိရင်ဒါဟာဒီမိုကရေစီစင်မစင်မှန်ခြင်းမဟုတ်ဘူးလို့ကျမတို့ရဲရဲဝံ့ဝံ့နဲ့ပြောနိုင်ပါတယ်။ ဒါကြောင့်ဒီကိစ္စကိုပြုပြင်ပြောင်းလဲရေးအတွက်ကျမတို့ပြည်သူများဟာတတိရှိရှိနဲ့ထောက်ခံကြပါဒါကြောင့်လက်မှတ်ထိုးပါကျမတို့လက်မှတ်ထိုးပြီးတော့လုံထားဘာဖြစ်လို့လဲကျမတို့တိုင်တိုင်းကမှအေးအေးချမ်းချမ်းနဲ့တီတီငိမ့်ငိမ့်နဲ့အပြောင်းအလဲတွေလုပ်တဲ့အစဉ်လာဖြစ်သွားကြတယ်ကောင်းဆန်းစုကြီးကဝန်ထမ်းတွေလည်းပါဝင်လက်မှတ်ရေးထိုးဖို့အတွက်ကိုလည်းတိုက်တွန်းပြောဆိုသွားပါသေးတယ်။ဝန်ထမ်းများလည်းထိုးပိုင်ခွင့်ရှိတယ်နော်။ ဒါကျမပုံမှန်လင်းလင်းပြောတာဘယ်ဥပဒေရမှဝင်သားမှလက်မှမထိုးတာဘူးဆိုတော့မပါဘူးအဲ့တော့ဝင်သားတွေကိုချိန်ချောက်ပြီးတော့မထိုးရဘူးဒီဥပဒေနဲ့ကိုက်ညီတယ်ညီဆွတ်တယ်လို့ပြောလို့ရှိရင်ကျမတို့အသိပေးပါဒီလိုချိန်ချောက်တာကဥပဒေနဲ့မကိုက်ညီပါဘူးလို့ကျမပြောချင်ပါတယ်ဓမ္မတော်သားတွေလက်မှထိုးတာပို့ပြီးတော့အရေးကြီးတယ်ဘာဖြစ်လို့လဲဆိုတော့ ဒါပေမဲ့ဟာအထူးအခွင့်အရေးမလိုချင်ပါဘူးဆိုတော့ကျမတို့ပြည်သူပြည်သားတွေသိအောင်လို့ပုံဝင်လင်းလင်းကြီးပြလိုက်ပါလို့ကျမအနေနဲ့တိုက်တွန်းချင်တယ်ဒီလိုအထူးအခွင့်အရေးမလိုချင်တဲ့တတ်မတော်ကိုကျမတို့ပြည်သူတွေကဘယ်လောက်လေးစားမလဲဘယ်လောက်ချစ်ခင်မလဲဘယ်လောက်အားကိုးမလဲ အဲ့တော့ပြည်သူလေးစားချစ်ခင်အားကိုးတဲ့တပ်မတော်ဖြစ်ဖို့အတွက်အထူးအခွင့်အရေးတွေကိုလုံးလုံးချင်းချင်းနဲ့ကိုယ်ဆန္ဒသဘောတရားရစွန့်လွတ်ပါလို့ကျွန်မအနေနဲ့တိုက်တွန်းချင်တယ်နေပြည်တော်ကောင်စီနယ်မြေကတည်တည်ငါမျိုးနယ်ကိုဒေါအောင်ဆန်းစုကြည်ကိုယ်တိုင်လိုက်လံဟောပြောခဲ့ပါတယ်။စပူစီမျိုးနယ်မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ယုံနာမှာတော့ပုံမှန်၄၃၆မပြင်းစင်းရင်းနဲ့ပတ်သက်ပြီးဆိုင်းဘုတ်ထောင်တာတွေရှိနေပါတယ်။ပုံမှန်၄၃၆မပြင်းရေးကိုထောက်ခံတဲ့သူတွေကိုအင်တာဗျူးတောက်ရောက်ယူတော့လဲပြန်လဲဖြေကြားခြင်းမရှိပါဘူး။ကျွန်တော်အောင်ကြည့်ပါ